2025ခုနှစ်မတ်လ2ရက်နေ့မှာယူကရိန်းသမ္မတဇယ်လန်စကီက UK သတင်းတောက်တွေကိုမဆိုင်မတွဖြေခဲ့တဲ့စကားလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ယူကရိန်းအတွက်ဆိုရင်နေတိုးနဲ့သူ့ရဲ့သမ္မတယာရုကိုလဲမယ်ဆိုတဲ့စကားပါပဲ။ယူကရိန်းအတွက်ဆိုရင်အချိန်မရွေးယာရုကနေနှုတ်ထွက်ပေးနိုင်တယ်လို့ဆိုထားပါတယ်။ဒါကနိုင်ငံရေးအရပြောနေတဲ့ပုံတော့မပေါ်ပါဘူး။သူ့ရဲ့ကံကြမ္မာကယူကရိန်းနာကနေရှင်ရင်ဘာမှမဟုတ်ဘူးလို့တွေးထားတဲ့ပုံပါပဲ။ယူကရိန်းနာကတဲ့ဆိုရင်ဘာမှမဆိုလုံးမဲ့ပုံပေါ်ပါတယ်။ ဒါပေမဲ့ဘာလို့အခြေအနေတွေအကုန်လုံးကဒီအခြေအနေထိရောက်လာရတာလဲယူကရိန်းပြည်သူတွေကရောသူတို့ရဲ့ခေါင်းဆောင်နဲ့နေတိုးအဖွဲ့ဝင်ဖြစ်ရေးကိုလဲကြပါမလားဆိုတာစဉ်းစားကြရပါပဲဒီဗီဒီယိုထဲမှာပြည်သက်တို့သိကျင်နေတဲ့အဖြေတွေအကုန်လုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဇလန်စကီးကခေါင်းဆောင်တအူးအနေနဲ့ဘာလို့ဒီလောက်အရေးကြီးတဲ့စကားတခုကိုပွန့်ပွန့်လင်းလင်းပြောရတာလဲလို့တွေးကြည့်လိုက်ရအောင်ပါပြောရရင်သူ့အတွက်လဲလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးဒီတော့တွင်မှာတိုင်းပြည်အတွက်လဲငဲ့ရ အတိုက်ခိုက်တွေကိုလည်းရင်ဆိုင်ဖြတ်တန်းရပါသေးတယ်။အထူးသဖြင့် Trump ရဲ့စော်ကားတဲ့အပြုအမူတွေပါပဲ။ Trump ကသူ့ကိုလူရှင်တော်ဆိုတဲ့စကားတွေရဲ့တမရဂျိုးဘိုင်နန်ကိုကြိုးကင်နေသူအချောင်သမားစစ်ဖြစ်အောင်ဖန်တီးသူစသဖြင့်အမျိုးမျိုးဆွဆွဲပြောဆိုခဲ့ပါရယ်။နောက်ဆုံးရွေးကောက်ပွဲမလုပ်ဘဲနဲ့တမရယာရုကိုတက်ယူခဲ့တဲ့အာနာရှင်လူတော်ပြောဆိုခဲ့ပါသေးတယ်။တကယ်ဆိုရင်ဒီကိစ္စမှာရုရှားကသာတာဝန်ရှိဆုံးဆိုတာကိုသိရတဲ့သူလုံနေတာတွေကဇလန်စကီကိုမြေနဲ့ရလှန်ဆိုင်ဖို့ကြီးပါပဲ။ ဇလန်စကီကိုယူကရိန်းစစ်သား4600တေဆုံးရအတွက်တေဆုံးခဲ့ရတဲ့အတွက်တာဝန်ရှိတယ်လို့လည်းဆွဆွဲပြောဆိုခဲ့ပါတယ်။ဇလန်စကီကတော့ထရမ့်ရဲ့အဆိုမှတ်သမျှကိုပယ်ချခဲ့ပါတယ်။သူ့အနေနဲ့ရွေးကောက်ပွဲမလုပ်ခဲ့ဘူးဆိုတာကကျူးကျော်စစ်စပြီးတဲ့နောက်ပိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရတရားဝင်မကျင်းပခဲ့တာဖြစ်ပါတယ်။ပြီးတော့ဇလန်စကီကိုလူတွေသဘောကျနေတဲ့အချက်ကလည်းငင်းလို့မရအောင်တိတာထင်ရှားနေတဲ့အချက်ပဲဖြစ်ပါတယ်။ တဆက်တည်းမှာပဲရုရှားယူကရိန်းစစ်ပွဲအတွက်ဇလန်စကီစီမံခန့်ခွဲခဲ့တာတွေကကြောက်စရာကောင်းလွန်နေတယ်လို့ထရမ့်စွပ်စွဲတာတွေနဲ့စန့်ကြံပတ်ဖြစ်နေပါတယ်။ပြောရရင်လက်ရှိအခြေအနေဟာဇလန်စကီအတွက်တော့တမိုင်းမှာအခက်အခဲဆုံးပြဿနာတွေကိုရင်ဆိုင်ဖြတ်တန်းပြီးတော့တိုင်းပြည်ကိုဥဆောင်နေရတဲ့အချိန်လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့၃နှစ်လုံးလုံးမှာပြည်သူတွေနဲ့နိုင်ငံတကာကြားမှာဆက်ဆံရေးကိုထိန်းထားပြီးတော့အဆင်ပြေအောင်စီမံခန့်ခွဲခဲ့ပါတယ်။သူ့အနေနဲ့ Trump ရဲ့စကားလုံးတွေက အရေးမကြီးပါဘူး။ အရေးကြီးတာကအမေရိကန်နဲ့ဆက်ဆံရေးလို့တွေးထားပုံရပါတယ်။အတိတ်ကိုပြန်ကြည့်ရမယ်ဆိုရင်လည်းအမေရိကန်ဟာရုရှားကျူးကျော်စစ်ဆကရေကအကြီးဆုံးအလှူရှင်ဖြစ်ခဲ့ပါတယ်။အမေရိကန်ဟာ2022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့ကနေ2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့အထိစည်ရေးအကူအညီ68.4ဘီလီယံနဲ့လူသားချင်းစာနာမှုအဖြစ်53.44ဘီလီယံတို့ကိုယူကရိန်းကိုခွဲဝေချထားပေးခဲ့ပါတယ်။ဆိုတော့အမေရိကန်ကို ဆုံးရှုံးရတာက ဒီအတိုင်းမဟာမိတ်တယောက်ကိုဆုံးရှုံးရအောင်လည်းမကပါဘူးသူ့အတွက်ကာကွယ်ရေးတစ်ခုလုံးဆုံးရှုံးရတာလို့ပြောလို့ရပြီးတော့စစ်ပွဲပုံစံကိုလည်းပြောင်းလဲစေနိုင်ပါတယ်တဆက်ထဲမှာပဲယူကရိန်းနဲ့အမေရိကန်ကိုအကွဲအပြဲဖြစ်စေတာကဒီငွေကြေးထောက်ပံ့မှုတွေပါပဲထရမ့်တယောက်ဒုတိယကြိမ်အမေရိကန်သမ္မတဖြစ်လာကြတဲ့ကလူတွေစိတ်ဝင်စားလာတဲ့အကြောင်းအရာတွေအများကြီးတဲ့ကမှယူကရိန်းကိစ္စကစောင့်ကြည့်အခမ်းအနားဆုံးကိစ္စဖြစ်ပါတယ်သူ့အနေနဲ့ယူကရိန်းဘက်ကိုသွားနေတဲ့ဘီလီယံနဲ့ချီတဲ့ငွေကြေးစည်းစိမ်မှုတွေကိုရပ်တန့်ပြင်ပါလား ယူကရိန်းကိုဆက်ပြီးတော့ထောက်ပံ့သွားမှာလားဆိုတာကိုတကဘာလုံးကသိချင်ခဲ့ကြပါဗျ။စီးပွားရေးသမ္မတလိုလူသိများတဲ့ထရမ့်ကတော့ဒီမှာစီးပွားရေးဆန်တဲ့ရွေးချယ်မှုကိုပဲလုပ်ခဲ့ပါဗျ။သူပြောတာကယူကရိန်းနေနဲ့သူ့နိုင်ငံမှာရှိတဲ့အဖိုးတန်ဓာတ်တတ်တုအင်းအမြင့်90ရာခိုင်နှုန်းကိုအမေရိကန်ကိုကျေးဇူးဆက်တဲ့အနေနဲ့ပေးတင်တယ်လို့ဆိုခဲ့ပါဗျ။ဒီတတ်တုတွေရဲ့တန်ဖိုးက26ထရီလီယံကျော်တန်ကြီးရှိလိမ့်မယ်လို့ခန့်မှန်းရပါဗျ။ဇလန်စကီကလည်းဒီသဘောတူညီချက်ကိုတိတ်သဘောမကျသလိုယူကရိန်းဘက်ကလည်း ်ညှိကျင်တာတချို့ပြန်ပေးရမယ်ဆိုပြီးတော့ကနအူးမူကြမ်းကိုပယ်ချခဲ့ပါတယ်။သူပြောတာကတော့ရှင်းရှင်းလေးပါပဲ။ Trump လုပ်ထားတဲ့သဘောတူညီချက်ကတရားမမျှတတယ်လို့မဟာမိတ်နိုင်ငံတနိုင်ငံအနေနဲ့အခုလိုသဘောထားမျိုးမရှိသင့်ဘူးလို့ယူဆလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ Zelensky အနေနဲ့ပြီးခဲ့တဲ့ February လကုန်ကန်ဒီမှာ Trump နဲ့တားရောက်တွေ့ဆုံခဲ့ပြီးတော့ဒီခရီးစဉ်ကသူ့ကိုတော်တော်လေးအကြက်ရိုက်စေခဲ့ပါတယ်။ Zelensky ဟာ2025ခုနှစ် February လ28ရက်နေ့မှာ over ရုံးခန်းအစည်းအဝေးစီကိုမျှော်လင့်ချက်တွေအများကြီးနဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့သူမျှော်လင့်ထားတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တွေတတ်တူသဘောတူညီချက်တွေအမေရိကန်နဲ့ယူကရိန်းရဲ့အားကောင်းတဲ့မိဖက်ဆက်ဆံရေးမိဖက်ဆက်ဆံရေးတွေဟာဘာတစ်ခုမှဖြစ်မလာခဲ့ပါဘူး။အစည်းအဝေးမှာအချိန်ကြာလာတာနဲ့မျှညှိနှိုင်းလို့မရတဲ့အစည်းအဝေးဆိုတာသိသာလာပါတယ်။ဇလန်စကီအတွက်ကတော့သူမျှော်လင့်လာသမျှဘာမှအရာမထင်ခဲ့ပါဘူး။ထရမ့်နဲ့ဒုတိယသမ္မတရဲ့ဝေဖန်မှုတွေကြားမှာပဲခေါင်းငုံနေခဲ့ရပါတယ်။ ထရမ့်ရဲ့ငြိမ်းချမ်းရေးကတိတွေကလည်းယာဇတ်တန်အဖြစ်ပြောင်းသွားခဲ့ပါတယ်။ထရမ့်ကဇယ်လန်စကီကိုလူသန်းပေါင်းများစွာရဲ့အသက်နဲ့လောင်းကျိထက်နေတယ်ဆိုပြီးတော့ပြစ်တင်ပြောဆိုခဲ့ပါတယ်။ပြီးတော့ဇယ်လန်စကီကိုတတိယကမ္ဘာစစ်စတင်မဲ့သူလို့လည်းစွပ်စွဲပြောဆိုခဲ့ပါသေးတယ်။ဒုသမရာကိုရိုင်းကလည်းအစိုးရကယူကရိန်းကိုပန့်ပိုးနေတဲ့အပေါ်မှာဝေဖန်ပြောဆိုခဲ့တဲ့သူဖြစ်ပါတယ်။ဆိုတော့ဒီအစည်းအဝေးမှာထရမ့်နဲ့ဒုသမရရဲ့အထက်စီးစကားတွေကအဆိုးပွဲရမှရှိတော့ပါဘူး။ ဒုသမရဘက်ကလည်းဇယ်လန်စကီကို အမေရိကန်ဘက်ကကူညီပေးနေတဲ့အတွက်ကျေးဇူးတင်စကားတခွန်ပြောဘူးလားဆိုပြီးတော့မေးခဲ့ပါတယ်။မိန့်ခွန်းတွေဆိုရှယ်မီဒီယာနဲ့ပုံကိုရေးတွဲဆောင်မှုတွေမှာအချိန်ပေါင်းများစွာကျေးဇူးတင်ခဲ့တဲ့ဇယ်လန်စကီအနေနဲ့လည်းကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်လို့ပြောခဲ့ပေမဲ့ဒီစကားကသူတို့ရဲ့နားရည်ကိုဝင်ပုံမရပါဘူး။သူတို့လိုချင်နေတာကမြေရှားတပ်ထုတွေပဲဖြစ်ပါတယ်။ဆိုတော့မြေရှားတပ်ထုမှမရရင်ယူကရိန်းရဲ့အပြောကျေးဇူးတွေကိုလက်သင့်ခံမဲ့ပုံမပေါ်ပါဘူး။ ဒီလိုနဲ့ပဲအစည်းအဝေးကအကွဲအကွဲအပြည့်ပြည့်နဲ့အချိန်မတိုင်ခင်မှာပဲပြီးဆုံးသွားခဲ့ပါတယ်။စီစဉ်ထားတဲ့နေ့လယ်သားအစီအစဉ်ကိုလည်းဖြတ်သိမ်းလိုက်ပြီးတော့ဒေါသတွေနဲ့ပဲလမ်းခွဲခဲ့ကြပါတယ်။ဇလန်စကီနဲ့သူ့ရဲ့အပေါင်းအမတွေကိုလည်းအင်ဂျီတော်ကနေနှင်ထုတ်ခဲ့တယ်လို့သိရပါတယ်။တော်တော်များများကလည်းဒီအစည်းအဝေးမှာထရမ့်ရဲ့လှုပ်ရက်အတွက်တော်တော်လေးကိုဒေါသထွက်နေခဲ့ကြပါတယ်။ဒါပေမဲ့လည်းအမေရိကန်တာဝန်ရှိသူတွေကဒီကိစ္စကိုမတူညီတဲ့ပုံစံနဲ့ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ကထရမ့်ကိုမယုံကြည်ရမယ့်အစားဇလန်စကီကိုယာရုကနေဖယ်ရှားပစ်ဖို့လိုတယ်လို့အကြံပြုပြောဆိုခဲ့ကြပါတယ်။ဇလန်စကီကသူ့အနေနဲ့ယာရုကစိမ့်ပစ်တင်လားလို့မေးတဲ့ပုံမှာအမေရိကန်အထက်လွှတ်တော်အမတ်ကဇလန်စကီအနေနဲ့သူကိုယ်တိုင်သမ္မတယာရုကနှုတ်ထွက်ရင်နှုတ်ထွက်ဒါမှမဟုတ်ရင်သဘောထားပြောင်းခြင်းပြောင်းဒါမှမဟုတ်ရင်လေသူတို့နဲ့စကားပြောဆိုဆက်ဆံလို့ရမယ်တယောက်ယောက်ကိုလှုပ်ပေးတင်တယ်လို့ဆိုခဲ့ပါတယ်။ဒါမှတန်တမန်ရေးရအစဉ်ပြေမယ်လို့လည်းဆက်ဆိုထားပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌမိုက်ဂျွန်ဆင်ကလည်းဇလန်စကီးရဲ့ခေါင်းဆောင်နိုင်စွမ်းကငြိမ်းချမ်းရေးကိုအနှောက်အယှက်ဖြစ်စေတယ်လို့တပုံသင်တဲ့ပြောကြားခဲ့ပါတယ်။သူပြောခဲ့တာကဇလန်စကီးအနေနဲ့တခုခုကိုပြောင်းလဲပြီးတော့ဆွေးနွေးပွဲကိုလာတင်တယ်။အမေရိကန်ကိုကျေးဇူးဆက်တင်တယ်။ဒါမှမဟုတ်ရင်လည်းတယောက်ယောက်ကိုယာရုလွှဲပေးတင်တယ်လို့ဆိုခဲ့ပါတယ်။သူတို့အနေနဲ့လိုအပ်နေတဲ့အချိန်မှာယူကရိန်းဘက်ကနေရက်တီပေးရမယ်အစားအာနာတီမဲရေးကိုပဲရှေ့ရှုထားပုံပါပဲ။ဇလန်စကီးကတော့သူတို့တောင်းဆိုချက်တွေကြောင့်နှုတ်ထွက်တာမျိုးမဟုတ်ဘင်းနဲ့ ်သူ့ဘက်သားသူနှုတ်ထွက်မယ်လို့ဆိုထားပါတယ်။ယူကရိန်းဘက်ကတောင်းဆိုတဲ့စီကံချက်တွေထဲမှာယူကရိန်းအနေနဲ့လည်း NATO ဖွဲ့ဝင်ဖြစ်ရမယ်ဆိုတဲ့အချက်ပါပါတယ်။ဒါကဒီဗီဒီယိုတစ်ခုလုံးရဲ့ခြုံငုံသုံးသပ်ချက်လို့ပြောရမှာပါပဲ။ထရမ့်နဲ့အစည်းအဝေးမှာအဆိုးဆုံးအခြေအနေနဲ့အဆုံးသတ်သွားခဲ့ပြီမလဲ။ဇယ်လန်စကီကသူ့လုံနိုင်တာမှန်သမျှကိုဆက်လုပ်နေတော့မှာပဲ။ဇယ်လန်စကီကအစည်းအဝေးပြီးပြီးချင်းမှာပဲလင်းရင်ပေါ်ကိုတက်ပြီးတော့ UK ကိုတန်းသွားပါတယ်။ပြီးတော့ဟိုမှာဥရောပခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ လောက်စရာကြီးကြီးမားမားရှိလို့ဆိုတာထက်ဥရောပကောင်းဆောင်တွေကယူကရိန်းကိုအားပေးတဲ့အနေနဲ့လာရောက်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။လမ်းတစ်လျှောက်မှာလည်းပြည်သူတွေကယူကရိန်းလမ်းတွေကိုကင်ဆောင်ပြီးတော့ယူကရိန်းကိုအားပေးထောက်ခံကြောင်းပြသခဲ့ကြပါတယ်။အားလုံးကလည်းယူကရိန်းကိုဝိုင်းသနားနေကြခြင်းဖြစ်ပြီးတော့တကဘာလုံးကယူကရိန်းဘက်ကနေရှိနေကြပါတယ်ဆိုတာကိုတိတိတသားပဲပြသခဲ့ကြပါတယ်။ဒီထဲမှာအမေရိကန်ပြည်သူတွေတောင်ပါပါသေးတယ်။ ဇလန်စကီအနေနဲ့ UK မှာဥရောပခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီးတော့သူတို့အနေနဲ့ဘာတွေအထူးကပြောဆိုခဲ့ကြသလဲဆိုတော့အသေးစိတ်ကြတဲ့အချက်အလက်တွေကိုတော့မသိရပါပေမဲ့သိကြတာက Trump နဲ့ဆက်ဆံရေးထက်တော့အပုံကြီးတာမှသိကြပါဗျ။အဲဒီနောက်တော့သတင်းစာရှင်းလင်းပွဲတွေမှာအင်ပီရိုတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့မေးမြန်းဖြေကြားရလေးတွေလုပ်ရပါဗျ။ဒီမှာပဲယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ်ထည့်ပေးဖို့ကမ်းလှမ်းထားပြီးတော့သူ့အနေနဲ့ယာရုကဆင်းပေးဖို့လည်းအဆင်သင့်ပဲလို့ဖြေကြားခဲ့ပါဗျ။ အမေရိကန်နဲ့ပတ်သက်ပြီးတော့ဇယ်လန်စကီတောင်းဆိုထားတဲ့အချက်တွေကအနှဲငယ်ရှိပေမဲ့တည်ကြတဲ့အချက်ကတော့ယူကရိန်းလုံခြုံရေးပဲဖြစ်ပါတယ်။သူ့အနေနဲ့ရုရှားတွေသူတို့မျိုးကိုနောက်တစ်ကြိမ်ထပ်ရောက်မလာအောင်လို့ကာဝယ်ပေးထားစီကြပါတယ်။ဒီကာဝယ်ရေးအချက်ကိုလည်းတိတိကျကျရှင်းရှင်းလင်းလင်းပဲဖြစ်စေချင်ပုံရပါတယ်။ဒီမှာယူကရိန်းကိုနေတိုးဖွဲ့ဝင်ဖြစ်စေချင်တာကလည်းဒီအချက်ကြောင့်ပါပဲ။ယူကရိန်းကနေတိုးဖွဲ့ဝင်ဖြစ်သွားခဲ့မယ်ဆိုရင်တိုင်းပြည်လုံခြုံရေးစိတ်အေးရပြီလို့ဆိုရမှာပါ။ ထရမ့်ကသူ့ကိုရွေးကောက်ပွဲမရှိတဲ့အာဏာရှင်လို့ဆွဆွဲပြောဆိုပြီးနောက်ပိုင်းယာရူးကနှုတ်ထွက်ဖို့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ဇယ်လန်စကီကယူကရိန်းသာငြိမ်းချမ်းရေးရမယ်ဆိုရင်တမရယာရူးကနေဆင်းပေးဖို့အဆင်သင့်ပါပဲလို့ပြောကြားခဲ့ပြီးတော့ယူကရိန်းကို NATO အဖွဲ့ဝင်ဖြစ်ဖို့အတွက်ကမ်းလှမ်းခဲ့ပါတယ်။ဒါကသူ့ရဲ့ပထမဆုံးအဆိုပြုချက်တစ်ခုလည်းဖြစ်ပါတယ်။သူ့အနေနဲ့ထရမ့်ရဲ့စကားကိုဆန့်ကျင်ပြီးတော့ယာရူးကအရေးမကြီးဘူးတိုင်းပြည်ကအရေးကြီးတယ်လို့တိတိတသားမိမောင်းထိုးပြသွားတာလည်းဖြစ်ပါတယ်။ လန်ဒန်ကနေထွက်လာပြီးတဲ့နောက်ပိုင်းမက်ရှလာနှစ်ရက်နေမှာလေသူ့ကိုယ်သူနေတိုးအဖွဲ့ဝင်ဖြစ်ရေးအတွက်လဲလှယ်ပေးနိုင်တယ်လို့မဆိုင်မတွဖြေကြားခဲ့ပါတယ်။သူ့အနေနဲ့ယူကရိန်းသာနေတိုးအဖွဲ့ဝင်ဖြစ်သွားခဲ့မယ်ဆိုရင် သူ့ရဲ့မစ်ရှင်ပြီးမြောက်တယ်လို့ဆိုရမှာပါဆိုပြီးထပ်လောင်းပြောကြားခဲ့ပါသေးတယ်။သူ့အတွက်ကတော့ယူကရိန်းသာနေတိုးအဖွဲ့ဝင်ဖြစ်သွားခဲ့ရင်ဒါကဇက်သိမ်းပဲလို့စဉ်းစားထားပုံရပါတယ်။ဒါပေမဲ့ဒီမှာမေးစရာရှိတာကယူကရိန်းပြည်သူတွေကရောသူတို့ခေါင်းဆောင်နှုတ်ထွက်တာကိုလက်ခံကြပါမလားဆိုတာပါပဲ။ လူဦးရေ39တန်းနီးပါးရှိတဲ့ယူကရိန်းပြည်သူတွေအနေနဲ့ဇလန်စကီကိုထောက်ခံအားပေးကြပေမဲ့သူနှုတ်ထွက်တာကိုတော့လက်ခံမခံဆိုတာမပြောနိုင်သေးပါဘူး။ဆိုတော့ဇလန်စကီအနေနဲ့နှုတ်ထွက်ခြင်းပဲလေရွေးကောက်ပွဲလုပ်ဖို့မလွယ်သေးတာကြောင့်ရောပြည်သူတွေရဲ့ဆန္ဒကလည်းဘလို့လဲမသိသေးတာကြောင့်ရောလွယ်တဲ့ကိစ္စမဟုတ်ဘူးလို့ဆိုရမှာပါ။အီလွန်မက်နဲ့အမေရိကန်အရာရှိတွေကိုတုံ့ပြန်တဲ့အနေနဲ့နှုတ်ထွက်မယ်လို့ပြောခဲ့ပေမဲ့လက်တွေ့မှာတော့ခက်ခဲနေပါသေးတယ်။ ပြီးတော့ဇလန်စကီအနေနဲ့နှုတ်ထွက်သွားရင်ရောဘသူ့ကိုရွေးကောက်တင်မြှောက်ကြမလဲဆိုတာပါပဲအခုလက်ရှိအထိဇလန်စကီရဲ့လုပ်ပုံတွေကနိုင်ငံအတွက်ရည်တည်ပေးနေတယ်ဆိုတာသိကြသလိုတော်ယုံလူရင်မဆိုင်ရတဲ့စိတ်ရှုပ်ထွေးစရာအခြေအနေတွေအားလုံးကိုလည်းကြံ့ကြံ့ခံရင်ဆိုင်နေတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ထရန်တိုနဲ့တွေ့ဆုံပွဲမှာဆိုရင်လည်းသူ့ကိုပြောဆိုနေသမျှအားလုံးကိုတီတီငိမ့်ငိမ့်နဲ့ပဲရင်ဆိုင်ဖြည့်ရှင်းခဲ့ပါတယ်ပြီးခဲ့တဲ့၃နှစ်ကိုပြန်ကြည့်မယ်ဆိုရင်လည်းယူကရိန်းတွက်သူတက်နိုင်သမျှလှုပ်ပေးခဲ့တာကိုတွေ့ရမှာပါဒါတွေကထရန့်ပြောခဲ့တဲ့ အောက်မကျွချင်တဲ့ခေါင်းဆောင်ဆိုတဲ့စကားကိုခံနိုင်ရရှိပြီးတော့ပြတ်သားတယ်ဆိုတဲ့စကားနဲ့တတ်သိပြလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်တို့အကုန်လုံးကဒီမိုကရေစီနဲ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေကြတာဆိုတဲ့စကားအတိုင်းပြက်ပြက်သားသားခံယူရည်တည်ခဲ့ပါတယ်ကမ္ဘာအကြီးနိုင်ငံဖြစ်တဲ့အမေရိကန်အနေနဲ့သူ့ကိုစန့်ကျင်နေတဲ့ပုံပေါ်တဲ့တိုင်အောင်သူ့အနေနဲ့အတက်နိုင်ဆုံးကြံ့ကြံ့ခံရည်တည်ခဲ့ပါတယ်ဒါပေမဲ့လောလောဆယ်မှာတော့ဇယ်လန်စကီးကနောက်ထပ်တောင်းဆိုမှုအနေငယ်နဲ့အတူအမေရိကန်ရဲ့ကမ်းလှမ်းချက်ကိုလက်ခံထားပါဗျ အဲ့ဒါကတော့ပြောခဲ့တယ်လို့ပဲ NATO အဖွဲ့ဝင်ဖြစ်ရင်းနဲ့ယူကရိန်းငြိမ်းချမ်းရေးပဲဖြစ်ပါတယ်။ဘာပဲဖြစ်ပြောဇယ်လန်စကီးရဲ့နောက်ကွယ်မှာဥရောပခေါင်းဆောင်တွေရဲ့အားပေးမှုကလည်းရုတ်ရော့မသွားခဲ့ပါဘူး။အိမ်ပြူတော်မှာယူကရိန်းသမ္မတတယောက်ပြင်းပြင်းထန်ထန်ဝေဖန်ခံရတဲ့အချိန်မှာအားလုံးကမဆိုင်မတွပဲအားပေးစကားပြောဆိုခဲ့ကြပါတယ်။ဆိုရှယ်မီဒီယာမှာလည်းပြင်သစ်သမ္မတ Emmanuel Macron ၊ပိုလန်ဝန်ကြီးချုပ် Donald Tusk UK ဝန်ကြီးချုပ် Keir Starmer နဲ့ကနေဒါဝန်ကြီးချုပ် Justin Trudeau စရတယောက်ချင်းစီကယူကရိန်းသမ္မတကိုအားပေးစကားပြောဆိုခဲ့ကြပါတယ်။ Post တစ်ခုချင်းစီကိုလည်းယူကရိန်းသမ္မတဘက်ကကျေးဇူးတင်ကြောင်းဝင်ရောက်ရေးသားခဲ့ပါတယ်။ဒါကကျေးဇူးတင်စကားဘယ်နှခွန်းပြောခဲ့ဘူးလို့လဲဆိုတော့ American ဒုသမ္မတအတွက်တော့အောင့်သက်သက်ဖြစ်သွားစေမယ့်မြင်ကွင်းမျိုးပါပဲ။ဘာပဲဖြစ်ဖြစ် Social Media ပေါ်ကအသေးဖွဲ့ကိစ္စတွေကိုခောက်ထားပြီးတော့လက်တွေကိုပြန်သွားလိုက်ကြရအောင်ပါ။ဒီမှာ UK ဝန်ကြီးချုပ် Keir Starmer က ယူကရိန်းလိုချင်နေတဲ့ငြိမ်းချမ်းရေးမျိုးကိုရအောင်လုပ်ပေးဖို့အတွက်ကတိကဝတ်ပြုခဲ့ပါတယ်။ပြီးတော့ထိပ်သီးအစည်းအဝေးမှာလည်းကစားပွဲကိုအပြောင်းအလဲဖြစ်စေမဲ့ကြေညာချက်တစ်ခုကိုယူဆောင်လာခဲ့ပါတယ်။အဲ့ဒါကတော့လေချောင်းကာကွယ်ရေးဒုံးကျည်9000အတွက်ယူကရိန်းကိုဗန်ဒါငွေဒေါ်လာ1ဘီလီယံပို့ပေးမယ်ဆိုပြီးတော့ UK နိုင်ငံဘက်ကသဘောတူခဲ့တာဖြစ်ပါတယ်။ဒါကတာမန်ရေးရာမိန်ကွန်းတွေထက်ပိုတိကျပြီးတော့ပိုခိုင်မာတဲ့ကတိကဝတ်မျိုးဖြစ်ပါတယ်။ဆိုလိုတာကတန်တမန်တို့မဟာမိတ်တို့ဆိုတဲ့ခေါင်းစဉ်အောက်မှာမတက်တာလို့ပေးရတာမျိုးမဟုတ်တဲ့အတွက် ဘလို့အကြောင်းမျိုးနဲ့မှဒီဂရိကဝတ်ကိုဖျက်ပြစ်မှာမဟုတ်ပါဘူးပြီးတော့ Trump အနေနဲ့ Ukraine ပေါ်မှာ American အကူအညီရပ်တန့်ပစ်လိုက်တဲ့အပေါ်မှာပို့ပြီးတော့ကူညီပေးတင်တယ်လို့မြင်တာလည်းပါပါလိမ့်မယ်နောက်တစ်ချက်က American ကိုမှီခိုအားထားတာမျိုးလုပ်เสียရမလို့တော့ဘူးဆိုတော့ပြသခြင်းနဲ့ပုံလဲရပါတယ်ဆိုတော့သူတို့ရဲ့အကူအညီကဂရိကဝတ်ဆိုတာမျိုးထက်ပိုတယ်လို့ဆိုရမှာပါအထူးသဖြင့်ပြင်သစ်နဲ့ UK တို့ကကာကွယ်ရေးအသုံးချိတ်ကိုအများကြီးတိုးပေးနေကြပါတယ် UK ဆိုရင်လည်းကာကွယ်ရေးအသုံးချိတ်ကို2029ခုနှစ်မှာတိုင်းပြည်ဝင်ငွေရဲ့1.5ခန်းလုံးအထိတိုးပေးသွားမယ်လို့လည်းဆိုထားပါဗျ။တစ်ဆက်တည်းမှာပဲဥရောပနိုးထလာပြီလားဆိုတဲ့မေးခွန်းတွေကလည်းနေရာတိုင်းမှာပြန့်ကျဲနေပါဗျ။ဥရောပနိုင်ငံတွေအနေနဲ့စကားအနေနဲ့မကဘဲနဲ့ဒုံးကြီးတွေတပ်ဖွဲ့ဝင်တွေနဲ့ငြိမ်းချမ်းရေးအတွက်မလျှော့တဲ့ဂတိကဝတ်တွေကိုပေးခဲ့ကြပါဗျ။ဆိုတော့ဇလန်စကီးအတွက်နောက်ွယ်မှာဥရောပတစ်ခုလုံးရှိနေတာကအကြီးအကျယ်စိတ်အေးစေတဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်ပါဗျ။ ပြီးတော့တစ်ဆက်တည်းမှာပဲမေးစရာရှိတာကနေတိုးအနေနဲ့ရောဆိုတာပါပဲ။ဇာလန်စကီအနေနဲ့ဟိုးရင်ကလေးကနေတိုးဖွဲ့ဝင်ဖြစ်ရေးအတွက်ကြိုးပမ်းခဲ့ပါသေးတယ်။ဒါပေမဲ့ယူကရိန်းကိုဖွဲ့ဝင်ဖြစ်နေလက်မခံခဲ့ကြပါဘူး။အဓိကအကြောင်းရင်းကတော့ယူကရိန်းကိုနေတိုးဖွဲ့ဝင်ဖြစ်လက်ခံလိုက်တာနဲ့ရုရှားနဲ့ထိတိုက်တွေ့ရတော့မှာကြောင့်ပဲဖြစ်ပါတယ်။တော်တော်များများကတော့ဒါကြောင့်ယူကရိန်းကိုနေတိုးဖွဲ့ဝင်ဖြစ်လက်မခံတာလို့ယူဆထားကြပါတယ်။ဘာလို့လဲဆိုတော့သဘောတူညီချက်အပိုင်၅မှာ နေတိုးဖွဲ့ဝင်တအုပ်ကိုတိုက်ခိုက်တာကအားလုံးကိုတိုက်ခိုက်တာပဲလို့ရှင်းရှင်းလင်းလင်းဖော်ပြထားလို့ပဲဖြစ်ပါတယ်။ဆိုတော့ယူကရိန်းသာနေတိုးဖွဲ့ဝင်ဖြစ်လာခဲ့မယ်ဆိုရင်တေချာပေါက်နေတိုးဖွဲ့ကရုရှားနဲ့ထိတိုက်ရင်ဆိုင်ကြရတော့မှာပါ။ပြီးတော့နေတိုးကိုအမေရိကန်ကအများဆုံးချုပ်ကန်ထားတာဖြစ်တဲ့နီးတူယူကရိန်းအနေနဲ့နေတိုးဖွဲ့ဝင် ဖြစ်လာဖို့ဆိုတာမလွယ်ပါဘူး။ထရမ့်ကိုရိုင်းကလည်းယူကရိန်းကိုနေတိုးဖွဲ့ဝင် ဖြစ်ထည့်ဖို့ခက်ခါတီးတီးညှင်းဆိုထားပါဗျ။အမေရိကန်လုံခြုံရေးအကြံပေးမိုက်ဝေါ့ကလည်း နေတိုးဖွဲ့ဝင်အစည်းအကမ်းအပိုက်၅ကယူကရိန်းကိုကာကွယ်ပေးဖို့ထည့်ထားတာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီအစားအမေရိကန်ကယူကရိန်းရဲ့လုံခြုံရေးအတွက်ဥရောပကိုတွန်းအားပေးနေခဲ့ပါတယ်။ဒါကြောင့်ယူကရိန်းအနေနဲ့နေတိုးဖွဲ့ဝင်ဖြစ်လာဖို့ဆိုတာကတော့မလွယ်ကူဘူးလို့ဆိုရမှာပါ။တဆက်တည်းမှာပဲရုရှားကလည်းယူကရိန်းနေတိုးဖွဲ့ဝင်ဖြစ်လာမှာကိုသိမလောက်ကြောက်ပါတယ်။ဥရောပနိုးထလာတာကိုလည်းပူတင်အနေနဲ့ကြောက်ပေမဲ့ဥရောပနဲ့ပေါင်းတာထက်စရင်နေတိုးဖွဲ့ဝင်ဖြစ်လာတာကပိုပြီးတော့စိတ်ရှုပ်ဖို့ကောင်းပါတယ်။ ပြီးတော့အခုလို့ဆိုရင်ဥရောပနိုင်ငံတွေအကုန်လုံးကယူကရိန်းဘက်မှာရှိနေတဲ့အတွက်ဘာမှမလုပ်နိုင်တော့ပါဘူးယူကရိန်းကို NATO ဖွဲ့ဝင်ဖြစ်မလာအောင်တားဖို့ပဲရှိပါတော့တယ်နောက်ပြီးတော့ပူတင်အနေနဲ့ယူကရိန်းကိုလုံးဝမရှိတော့အောင်ဖြုတ်ပစ်ချင်နေပုံရပါတယ်ကျူးကျော်စင်းတဲ့ပတ်သက်ပြီးတော့အမျိုးမျိုးအကြောင်းပြခဲ့ပြီမလဲသူ့အကြောင်းပြချက်တွေကမမှန်ဘူးဆိုတာကိုအားလုံးအသိပဲဖြစ်ပါတယ်ဇလန်စကီတယောက်ချက်ချင်းယာရုကနေနှုတ်ထွက်သွားရင်တော့မှယူကရိန်း NATO ဖွဲ့ဝင်ဖြစ်လာမှာကိုထိုင်ကြည့်နေမှာတော့မဟုတ်ပါဘူး ဒီတော့ဘာတွေဆက်ဖြစ်လာမလဲခြုံငုံသုံးသက်ချက်အနေနဲ့အပေါ်ကခေါင်းစဉ်ကိုပြန်သွားရရင်ဇယ်လန်စကီးတယောက်တမရရာလူကနေနှုတ်ထွက်ရေးအတွက်ယူကရိန်းကိုနေတိုးဖွဲ့ဝင်ဖြစ်လက်ခံပါလားဒါမှမဟုတ်နေတိုးဖွဲ့ဝင်ဖြစ်ရေးကိုဘေးဖက်ထားပြီးတော့ဇယ်လန်စကီးနဲ့ပဲဆက်ပြီးတော့နှစ်ပါးသွားကြမလားပြည်သူတွေကရောသူတို့တမရရာလူကနေဆင်းမယ်ဆိုတာကိုလက်ခံနိုင်ကြပါမလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်ပြည်သက်တို့ရောဘယ်လိုထင်ကြပါသလဲခင်ဗျာ ကွန်မန့်မှာဖြည့်ပေးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်